အာဒီ83ရဲ့အချိန်မှာပေါ့နော် selection လေးလုပ်တဲ့အချိန်မှာအာဒီအသုံးဝင်တဲ့ဒီ control key နဲ့ multiple selection အာလုပ်တဲ့အကြောင်းလေးပြောပြပေးမှာပေါ့နော်အဲ့တော့ control key နဲ့ကကြတော့အဲဘယ်လိုအချိန်ဒီမှာအသုံးဝင်လဲဆိုတော့ဒီ serial မဖြစ်တဲ့ series ပေါ့နော်အာတတိတခြားစီဖြစ်နေတာ set ကဟုတ်တကွက်ဒီတကွက်ဖြစ်နေတဲ့အချိန်မျိုးမှာဆိုလို့ရှင်ရင်အာဒီ control key နဲ့ဟိုမှာမှတ်ပေးရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ပြမယ်ပေါ့နော် အခုဒီမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာ date ရှိမယ်ပေါ့နော် store name ရှိမယ် store quantity ဆိုပြီးရှိမယ်အဲ့တော့ဒီ date ကနောက်က13ခွက်ပေါ့နော်အဲ့ဒီကောင်ကို march and center လုပ်မယ်ပြီးတော့ဒီ store name နောက်က13ခွက်ကိုလည်း march and center လုပ်မယ်ပြီးတော့ဒီ store quantity နောက်က13ခွက်ကိုလည်း march and center လုပ်မယ်ပေါ့နော်အဲ့တော့ဒီတိုင်းပုံမှန်ဆိုလို့ရှိရင်13ခွက်ကိုဒီ mouse နဲ့ drag ဆွဲမယ်ဆွဲပြီးတော့ဒီ alignment group တွေက home menu တွေမှာရှိတဲ့ alignment group တွေက march and center ကိုနှိပ်လိုက်မယ်ပေါ့နော် အဲပြီးတော့ဒီနောက်ထပ် store name ကိုလည်းအဲ့လိုပဲမောင်းနဲ့ selection ဆွဲမယ် motion center ကိုနှိပ်မယ်အဲ့တော့ store name ကိုလည်းအဲ့လိုပဲအဲ့တော့ mouse နဲ့ press ဆွဲမယ်ပေါ့နော်ပြီးရင် motion center နှိပ်မယ်ပြီး motion center ကို၃ခါတော့နှိပ်ရတယ်အခုကကြာတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့တော့အမ်အဲ့လိုမဟုတ်ဘူးဘယ်လိုလုပ်မလဲ control key နဲ့ဆိုရင်ပေါ့နော်အဲ့တော့ဒီ date နောက်က73ကွက်ကိုအဲ့တော့ mouse နဲ့ press ဆွဲလိုက်ပေါ့နော် dress ဆွဲလိုက်ပြီးရင်ဒီ store name နောက်က13ခွက်ကိုလည်း mouse နဲ့ dress ဆွဲမယ် drum ဆွဲခင်မှာမလုပ်ရမလဲဆိုတော့ဒီ control key ကို fee ပြီးတော့ mouse နဲ့ dress ဆွဲပေါ့နော်အဲပြီးတော့ဒီ store quantity နောက်အဲ့ရှိမှာ control key လည်းလွှတ်လိုက် mouse လည်းလွှတ်လိုက်ပေါ့နော်ပြီးရင်ဒီ store quantity ရဲ့နောက်က13ခွက်ကို selection မှတ်မယ်ဆိုရင်အဲ့လိုပဲ control key ကိုနှိပ်ပြီးရင်ဒီ mouse နဲ့ selection မှတ်လိုက်ပါတော့ပြီးကမှဒီ motion sensor ကိုနှိပ်လိုက်ဒါဆိုရင် motion sensor ကိုတစ်ခါပဲနှိပ်လိုက်ရတယ်ပေါ့နော်အာဒီအချိန်ကုန်တက်တာရယ်ပေါ့နော်အဲ့လိုမျိုးသုံးပေးတာကပေါ့နော်အာအဲ့အဲ့နောက်ထပ်ဥပမာနှစ်ခုလောက်ရမယ်ပေါ့နော်အဲ့ဒီ control key ကိုသုံးတဲ့အချိန်မျိုးပေါ့အာနောက်တစ်ခုကကျတော့အဲ့ဒီ date ရယ် store name ရယ်ဒီ stock quantity သုံးခုပေါ့နော်အဲ့သုံးခုက အဲပုံမှန်ဆိုလို့ရှိရင်တော်စီပြေမဖြစ်ဘူးပေါ့နော် date being store name ဆိုတဲ့ဆဲကွက်တက်မလာဘူး stock quantity ဆိုတဲ့ဆဲကွက်တက်မလာဘူးအဲ့အဲ့ချိန်မှာကဘာလုပ်လို့ရအောင်ဆိုတော့ဒီ date ကိုဟိုဟာပေါ့နော်အဲ click တစ်ချက်နှိပ်လိုက်ဒါဆိုရင်အဲ့ဒီ date ဆဲကွက်မှာ selection ရဲ့ဝင်နေတယ်ပေါ့နော်ပြီးရင်ဒီ store name ကိုနှိပ်ခင်မှာ control ကို p store name ကိုနှိပ်ပြီး control ကိုမှတ်လို့နေပေါ့နော်ပြီးရင် stock quantity ကိုနှိပ်ဒါဆိုရင်ဒီဆဲ၃ကွက်ကိုသူက selection မှတ်လိုက် ပြီးအဲ့ချိန်မှာဒီမှာက ဒီကာလာကိုအဝါလေးပဲပေးလိုက်ပါအဝါပေးမယ်ပေါ့နော်အနောက်တစ်ခုနောက်တစ်ခုကကြတော့ဒီအဆက်မြက်ရဲ့အပေါ်က rule နဲ့ဒီ delete data ရဲ့အပေါ်က rule နှစ်ခုကိုဖြတ်ချင်တာပေါ့နော်အဲ့တော့ဖြတ်မယ်ဆိုရင်မလုပ်မအောင်ဆိုတော့ပထမဦးဆုံးဒီမှာဆို rule နှစ်ခုရှိမယ်အဲ့တော့ဒီဆက်မြက်အပေါ်က rule ကို selection မှတ်မယ်ပြီးရင်နောက်တစ်ခါ control key ကိုဖြည့်ပြီးတော့ အာဒီ delete အပေါ်မှာရှိတဲ့ rule ကို selection မှတ်မယ်ပေါ့နော်အာပြီးလို့ရှိရင်ဒီ bevel အစွန်လေးမှာပေါ့နော် right click ထောက်ပြီး delete ကိုနှိပ်လိုက်ရင်အပြတ်သွားပြီပေါ့နော်အဲ့တော့ဒီ control key သုံးပြီးတော့ပေါ့နော် selection လောက်တာကဒီဆဲဒီအဆဲကိုတွေ့တွေ့ချင်းသုံးနေရဆိုရင်တော်တော်အသုံးမယ်ပေါ့နော်ပို့ပြီးတော့လည်းအချိန်ကိုတတ်တာစီရပေါ့နော်အဲ့ဒါလေးကိုမျှော်ပြီး